နားထောင်ပါတရုတ်စကားပုံတစ်ခုရှိပါတယ်။ကျွန်ုပ်တို့တွင်နားကနှစ်ဖက်ပါးစပ်ကတစ်ခုသာရှိသည်။ထို့ကြောင့်ပြောခြင်းထက် နားထောင်ခြင်းကိုနှစ်ဆလုပ်သင့်သည်။အလွန်စကားများသူသည်မပြည့်သော အိုးတလုံးနှင့်တူပါတယ်။သူကပြောလျှင်ကိုကမလုံမရှက်ကြောက်ရွံ့တရုတ်လိုနားထောင်ပြီး နားထောင်ပေးတတ်သည့်အကျင့်မှာအလွန်တွေ့နိုင်ခဲသည့်အလေးအကျင့်တစ်ခု ဖြစ်လာပါသည်။အချင်းချင်းတွေ့လျင်စကားတွေလူပြောကတော်တော်ညံနေအောင် ဖြစ်နေကြပါသည်။ဘာပြောပြောငုတ်တုတ်ထိုင်ကနားထောင်ပေးတတ်သူတွေအတော်လေးရှားလာပါပြီ။နားထောင်ခြင်းသည် တည်ငြိမ်ခြင်းပညာဉာဏ်ဖြင့်ပြည့်စုံခြင်းဖြစ်ကြောင်းသဘောပေါက်သူတွေနည်းပါလာပါသည်။နားထောင်တတ်ခြင်းမှာလူတယောက်ဤကိုကျင့်တရားဆိုင်ရာ နေထိုင်တခြင်းနှင့်လည်းသက်ဆိုင်ပါတယ်။တည်ငြိမ်အေးဆေးစွာဖြင့်ပြောသည်မကိုတုံးသက်ဆုံးဖြတ်တတ်သူမှာဆရာတစုဖြစ်ပါတယ်။နှစ်ဦးစကားပြောလျင်အေးဆေးစွာနားထောင်ပေးတတ်သူမှာလူရှိန်စရာလည်းဖြစ်ပါတယ်။သူပြောသည်မနားထောင်ကြည့်လိုက်ပါ။သူ့စကားများတွင်မှန်တာတွေရောမှားတာတွေပါ ကိုကမမေးပဲတတော်တော်ရှံထွက်လာပါလိမ့်မယ်။သူ့အပြောကို ကိုကထိုင်ပြီး သူပါလဲဆိုခြင်းကိုသုံးသပ်လိုက်ရန်သာဖြစ်ပါတယ်။တိတ်ဆိတ်ငြိမ်သက်စွာနားထောင်တတ်ခြင်းမှာညီမျှအကျိုးရှိလိုက်ပါသည်။စကားနှဲခြင်းသည်စွမ်းအားတွေကိုခြွေတာခြင်းလည်းဖြစ်ပါတယ်။ထို့ပြင် ကိုယ့်အကြောင်းကို သူကောင်းစွာမသိစေနိုင်သည့်နီလန်ဟောင်းတစ်ခုလည်းဖြစ်ပါတယ်။ရေအရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နိုင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသည်များတို့သည် အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။